အသလိုလိုသဘောထားခဲ့ကြပေမဲ့တကယ်တက်ရတဲ့အခါမှာကြတော့သူတို့မရည်နိုင်ကြပါဘူးမင်းတပ်မှာတူမီနဲ့တက်ရတဲ့အချိန်ကလေးကစစ်တပ်ဟာမက်ဖြူစိုက်ခဲ့ပါတယ်တော်လန်ကြီးဟာတဖြည်းဖြည်းနဲ့အချိန်တက်လာပါတယ်လူမျိုးပေါင်းစုံလူငယ်တွေဟာတနတ်ကိုမရရအောင်ရှာပါတယ်စစ်တပ်နန်းကိုမရရအောင်တက်ကြပါတယ်အဲ့ဒါလိုနည်းနဲ့တော်လန်ကြီးအဖွဲ့တွေအပြိုင်အယိုင်ပေါ်ပေါက်လာပါတယ်ဒါပေမဲ့စစ်ကောင်စီကိုဖြုတ်ချနိုင်ရေးကတော်တော်ဝေးနေသေးတယ်လို့အဲ့ဒီအချိန်တုန်းကတုံ့တက်သူဝေဖန်သူ ဆန့်ကျင်တဲ့သူတွေကပြောကြပါတယ်။လူငယ်တွေကဂရုမစိုက်ကြပါဘူး။ရှိတာနဲ့တော်လှန်ကြပါတယ်။အဲ့လိုအချိန်မှာတစ်တုံညာနှစ်ခွန်းစစ်စင်ရေးကြီးရုတ်တရက်ပေါ်လာပါတယ်။တစ်တုံညာနှစ်ခွန်းစစ်စင်ရေးပေါ်လာပြီးတဲ့နောက်မှာတော့အောင်ပွဲရဖို့တော်တော်ဝေးတယ်ဆိုတဲ့အမြင်ကိုပြောင်းပြန်လှန်ပစ်လိုက်နိုင်ပါတယ်။2003ခုနှစ်အောက်တိုဘာလမှာဆင်နွှဲခဲ့တဲ့တစ်တုံညာနှစ်ခွန်းစစ်စင်ရေးဟာလျှက်ပြက်တယ်လို့မြန်ပါတယ်။မိုးထစ်ချုံတယ်လို့ပြင်းထန်ပါတယ်။ဇက်တိုက်ထားတယ်လို့တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချိတ်ဆက်မိမိလဲထွက်ပေါ်လာပါတယ်။ဒါစင်နဲ့ချီတဲ့မျိုးတွေဟာစစ်ကောင်စီလက်ကနေပြီးတမျိုးပြီးတမျိုးရှော့ကနေရှော့ကနေလွတ်ထွက်သွားကြပါတယ်။တစ်တုံညာနှစ်ခုစစ်စီအောင်မြင်တော့တခြားနေပဲအတိအသည့်မှရှိတဲ့တော်လိုင်းရေးအဖွဲ့တွေလဲအားတက်လာပြီးတော့တိုက်ခိုက်လိုက်ကြရမှာစစ်ကောင်စီဟာအရေးကြီးတဲ့မြို့တချို့လောက်သာထိန်းထားနိုင်တော့တဲ့အဆင့်ထိရောက်အချိန်တွေကရုတ်ရော့ကျဆင်းသွားပါတယ်။အခုကစစ်ကောင်စီဟာမြန်မာနိုင်ငံရဲ့20တရာခိုင်နှုန်းကိုသာ ထိတ်ချုပ်နိုင်တော့တယ်လို့ BBC အင်္ဂလိပ်ပိုင်းသတင်းဌာနကအကဲဖြတ်တယ်လို့ပဲတချို့နိုင်ငံရေးသုတေသီတွေကတော့32ရာခိုင်နှုန်းကိုသာစစ်ကောင်စီကထိတ်ချုပ်နိုင်တော့တယ်လို့အကဲဖြတ်ကြပါတယ်အခုချိန်မှာတချို့ကိစ္စတွေကိုပွန့်ပွန့်လင်းလင်းထုတ်ဖော်ပြောဆိုပါမယ်ပြောဖို့အချိန်ကြာရောက်ပြီလို့ထင်လို့ပါလက်ရှိဖြစ်နေတဲ့အခြေအနေကိုပွန့်ပွန့်လင်းလင်းပြောပြီးမှသာကျွန်တော်တို့ရှေ့ဆက်ပြီးတော့တိုးရတာလေပို့ပြီးတော့ကြတော့အကျိုးရှိမှာပါ အဲ့ဒီတချို့သောကိစ္စတွေကိုစစ်ကောင်စီကလည်းသိတယ်ကိုကဝပလောင်နေလည်းသိတယ် NUG နဲ့တော်လိုင်းသမားအများပြားကလည်းသိတယ်နိုင်ငံရေးသမားတွေကလည်းသိကြပါတယ်ဒါပေမဲ့ပြည်သူတွေမသိအောင်ဖုံးဖိထားကြတာမျိုးတွေရှိနေပါတယ်ပြည်သူတွေထဲမှာနားမျက်စိပွင့်သူတွေကသိတံတလောက်သိကြပေမဲ့မသိတဲ့သူကခက်များများဖြစ်နေကြပါတယ်အခုပြောပါမယ်ပြည်သူကိုသတင်းပေးတယ်လို့လည်းဆိုနိုင်ပါတယ်ပြည်သူကိုယုံကြည်လို့ပြည်သူကိုတိုက်တယ်လို့လည်း စုံနိုင်ပါတယ်တကယ်တော့တစ်တုံညာနှစ်ခုစစ်စီရေးဟာတရုတ်မီးစိမ်းပြလို့ဒီလောက်ထိအောင်မြင်ခဲ့တာပါမီးစိမ်းပြတယ်ဆိုတာထက်တောင်မှပိုပါတယ်တရုတ်အကူအညီနဲ့တစ်တုံညာနှစ်ခုစစ်စီရေးပထမအကြော့ဟာအောင်မြင်မှု ကြီးကြီးမားမားရခဲ့တာပါတစ်တုံညာနှစ်ခုစစ်စင်ရဲ့အတွက်လက်နက်တွေကိုဘယ်ကရရတယ်ဆိုတော့ဝါစီကနေရပါတယ်ဝါကအဲ့ဒီလက်နက်တွေကိုဘယ်ကရရတယ်ဆိုတော့တချို့ကို China North Industries Group Corporation Limited